အဲအားလုံးပဲမင်္ဂလာခုတော့မနက်၈နိုင်ပါနော်ပြတ်မယ်၈နိုင်နဲ့၁၈ပါကျွန်တော်ဒီနေ့ဒီဗီဒီယိုပေါ့နော်ဒီဗီဒီယိုတော့ကျွန်တော်ပေါ့ဒ်ကတ်စ်တဘောမျိုးအရှိရိုက်ရိုက်မယ်လို့စဉ်းစားထားပါတယ်ဘာလို့လဲဆိုကျွန်တော်လက်ရှိအဲမက်ချီကန်မှာရောင်းနေရတယ်နော်မက်ချီကန်ပြတ်မယ်နော် လက်ရှိမချီကန်ကဒီထရိုမှာရောက်နေရဖြစ်ပါတယ်။လက်ရှိနိုင်ဆက်ရှိပါတော့။တခါကြီးကြလို့ရှိရင်ကုန်ရှာတာ3နိုင်4နိုင်5နိုင်6နိုင်အဲ့လောက်ထိကြာရပါတော့။ဒါကုန်နေရတော့အခုလောဆယ်မှာတက်နေရပါတော့။ဒါကုန်နေရတက်တယ်။သူကဂျူဂျူအမေမိုင်ရဲ့ဂျူအမေမိုင်ဆိုတာကျွန်တော်လက်ရှိရောက်နေတဲ့နေရာနေပြီးတော့ပနမိုင်ဝေးလေ။အဲဝေးတဲ့ မိုင်ရဲ့အကွာအဝေးကိုပြရတယ်ပြီးလို့ရှိရင်ကိုပို့ရမယ်မိုင်ရဲ့အကွာအဝေးကိုပြရတယ်အဲ့တော့ကျွန်တော်တို့ဈေးယူတဲ့ချိန်ကြလို့ရှိလို့ရှင်စင်ပြေလို့ယူပါတော့ကိုနဲ့ကိုင်နိုင်တဲ့ငွေမောက်တစ်ခုကိုယူပါကျွန်တော်ကလက်ရှိကုမ္ပဏီအဲခဏနော်အခုကုမ္ပဏီတက်နေလက်ရှိကုမ္ပဏီ၄၅ခုလောက်နေတော့ချိန်ထားတယ် အကေကိုကဘယ်ကုမ္ပဏီလဲဆိုတာထက်ဒီ owner operator ဆိုတဲ့ဟာကိုအဲလောက်ချင်တယ်ဆိုလို့ရှင်ပေါ့နော်ကျွန်တော် indie ကိုတားလိုက်သူတို့ရဲ့ low asset တွေပြပေးနေပြီပေါ့နော်ဘာလဲ low asset ဆိုတဲ့ဟာကိုပြပေးနေတယ်ကျွန်တော်ဒီ low asset တွေကိုတော့ကျွန်တော်နောက်ကြတော့မှအသေးစိတ်တင်ပေးမယ်ပေါ့နော်ကျွန်တော်စာလေးတေချာလေးစီပြီးတော့တင်ပေးခြင်းလို့ ကိတ်ကုံတစ်ခုတက်တယ်သူကမချီကန်သွားမယ်တဲ့စုစုပေါင်းမိုင်းအဲသွားဒီသွားယူရမယ့်မိုင်းကမိုင်း89မိုင်းထားပါတော့မိုင်း80ပဲထားပါတော့သွားယူရမယ့်မိုင်းကမိုင်း80ပို့ရမယ့်မိုင်းကအဲယူပြီးလို့ရောက်တဲ့နေရာနေပြီးတော့ပို့ရမယ့်မိုင်းက340အဲ့တော့စုစုပေါင်းဆိုလို့ရှိရင်တွက်ကြည့်လိုက်မိုင်80ရေ340ဆိုလို့ရှိရင်420အဲ့တော့ကိုက900တောင်းမလား 450တောင်းလို့400ပဲတောင်းမယ်ဒါကိုယ့်ပေါ်ပဲမူတည်ကိုတောင်းတဲ့ဈေးကိုသူတို့ကကြိုက်တယ်ဆိုလို့ရှိရင်တော့ပေးလိုက်မယ်ကျွန်တော်ကကျတော့480ဆိုပြီးတော့တောင်းလိုက်မယ်ဒါကတော့ကန်ဆန်တဲ့သဘောမျိုးပေါ့နော်လေးလံဆွဲတဲ့သဘောမျိုးပေါ့ရရင်လည်းရတယ်မရရင်လည်းမရဘူးအကယ်ရတယ်ဆိုလို့ရှိရင်သူတို့အကြောင်းပြန်နေပြီပေါ့နော်ခုနောက်ကုံတစ်ခုထပ်တက်တာကြာကျွန်တော်တို့အိုဟိုင်းယိုမှာတာယူရမယ်တဲ့ မိုင်182မှမိုင်ဝေးတယ်။ပြီးရင်ပို့ရမယ့်နေရာကမီနီဆိုတာ။မီနီဆိုတာကျတော့မီနီပိုလစ်ပေါ့။အာအဲ့နာမမီနီပိုလစ်နာမ။အဲ့တော့စုစုပေါင်းမိုင်ရ1000နီးပါးလောက်ဖြစ်သွားပြီ။အကိုဘလောက်တောင်းကျင်လဲတောင်းကျင်တဲ့ဘုံမူတည်ပြီးတော့တောင်းပေါ့နော်။အဓိကဒီလောက်ကကျွန်တော်တို့လမ်းပေါ်တွေလမ်းမတွေမှာအိပ်ရတယ်။လမ်းမတွေကအိပ်ရတယ်လို့ကားတွေမှာအိပ်ရတယ်။ဘယ်သူမှတော့နေတိုင်း model တွေ hotel တွေမငှားပြီးတော့မအိတ်နိုင်ဘူးပေါ့နော်ကျွန်တော် steel board ရှိတယ် car board ရှိတယ်ဒီ car board ဆိုလို့ရှိရင်တစ်လကို1200တော့ပေးရတယ် insurance board ဆိုလို့ရှိရင်တစ်လကိုအဲ6 6ကျော်လောက်ပေးရတယ်အဲ့တော့ကျွန်တော်နှစ်ခုပေါင်းနေ2000နီးပါးလောက်ဖြစ်နေပြီဒီ car board ပေါ့နော်ဒီကြားထဲမှာ car ပြတ်တယ်ဆိုလို့ရှိရင်အဲ engine wire ကကြတော့ကျွန်တော်မှတ်မဲ့ရရနှစ်ပတ်တစ်ခါလောက်တော့လဲရတယ်။ engine wire နှစ်ပတ်တစ်ခါလောက်လဲရတယ်။ကို ကိုဝယ်တဲ့နေရာမှာလဲတယ်ဆိုလို့ရှိရင်တော့အများကြီးသိမကြဘူးပေါ့နော်ဒေါ်လာ80လောက်ပဲကြာတယ်ကဲတခြားဒီလိုအမြန်နေရာမှာပါနော်စားပစ်အမြန်ပေးတဲ့နေရာမှာလဲတယ်ဆိုလို့ရှိရင်တော့တရာကျော်လောက်တော့ကြာတယ်ပေါ့နော်ကျွန်တော်ဒီကားကိုမောင်းဖို့အတွက်လာမေးကြတယ်အော်ဘယ် app ကနေမောင်းတာလဲဘယ် app ကနေမောင်းလဲ app တက်ကျွန်တော်တို့ indi ဒီမှာဝင်ရှာကြည့်ပါ owner operator ဆိုတော့ position ရိုက်ရှာကြည့်အဲအဲ့လိုမျိုးရိုက်ရှာလိုက်လို့ရှင်သူတို့ရဲ့ဒီ low edge ချက်တွေပေါ့နော်အများကြီးပဲကြာလာနေတယ်ဒီကကျွန်တော်တို့ကုမ္ပဏီကိုအလုပ်တန်းလျှောက်လို့မရဘူးကျွန်တော်တို့စီမှာကားရှိရတယ်ပြီးရင်ဒီ insurance ရှိရတယ်ကဲကိုလျှောက်မယ်ဆိုလို့ရှင်လျှောက်မယ်ကုမ္ပဏီကိုအဲ့ insurance တွေလို့ထည့်ရတယ်အဲ့ insurance နဲ့ကားဘုန်းနဲ့ကအလုပ်မရမချင်မှာပေးရမယ်အဲ့တော့ကို့မှာ cover ဖြစ်နိုင်တဲ့ ဘတ်ဂျက်တစ်ခုရှိလားဆိုတဲ့ဟာကိုရင်းဆုံးကြည့်ရမယ်ပေါ့နော်အဲ့လိုကြည့်မှသာအဆင်ပြေနိုင်မှာမဟုတ်လို့ရှင်မလွယ်ဘူးတော်တော်ဝေးတဲ့နေရာမှာတွေ့ယူရမယ်ဆိုတော့စမ်းကြည့်လိုက်မယ်ကွာတောင်ဆိုပြီးတော့စမ်းကြည့်လိုက်မယ်မိုင်းတထောင်နီးပါဆိုတော့တထောင်လောက်ပဲစမ်းကြည့်လိုက်မယ်မီနီမီနီပေါ်လေးဆိုတော့ကျွန်တော်အိမ်နဲ့တိတ်မဝေးဘူးဆိုတော့ အဲโอเคဒီကားဘိုးရဲ့ insurance ဘိုးရဲ့အဲ့နှစ်ခုကိုအရင်ဦးဆုံးလောက်ရမယ်ပြီးတော့ရှင်ကျွန်တော်တို့ license တက်တန်းလို့တယ် license တက်တန်းတစ်နှစ်လောက်ရှိထားရင်ပိုကောင်းတယ် show company က license တက်တန်းနှုတ်တယ်ဆိုလို့ရှင်အဆင်မပြေဘူးကဲကိုကကိုအတိတွေတဲ့မှာပေါ့နော်ဒီလိုမျိုးကားမောင်းတဲ့လူတွေရှိတယ်ဆိုလို့ရှိရင်သူတို့အောက်အောက်ကနေဝင်လို့ရတာဆိုပြီးတော့မိတ်ချပေါ့နော် driver သဘောမျိုးနဲ့အဲဒါပေမဲ့တော်တော်များများတော့လက်ခံမှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ဒီ တခုဖြစ်တယ်ဆိုလို့ရှိရင်သူကအုံနာသဘောမျိုးဖြစ်သွားတဲ့ကြောင့်မို့သူပဲတိုင်ငံရှင်းရမယ်သဘောမျိုးရှိရပါတော့အဲ့တော့ကိုနဲ့ရန်ခင်တဲ့ဆွေမျိုးတွေအဲမျိုးတွေဆိုလို့ရှိရင်တော့အကူညီတောင်းကြည့်ပါကိုတီတယ်မှာကာမောင်းတဲ့လူရှိတယ်ဆိုလို့ရှိရင်တော့အဆင်ပြေနေမှာပါခုရပါရာဒီဦးတို့ကပြောင်းလဲဖြစ်တယ်ပေါ့နော်ပြောင်းလဲဖြစ်တော့ချောင်းဆိုးတယ် ်ဟိုတော်တော်ကဆိုလို့ရှိရင်ရုပ်ကြက်ကြီးပူရားနေပြီးတော့ A အခုကျတော့ A ရနေပြီးတော့ပြန်ပူအခုဒီနေ့ဆိုလို့ရှိရင်မိုးနည်းနည်းရွာတယ်ရွာသေးလို့တော့မမှန်ဘူးပြီးတော့ဒီကားမမောင်းခင်ရင်ဝင်စောကိုယ့်ဘက်ကိုရင်ဆုံးမေးရမယ်မေးခွန်းနေရှိရဲ့အိမ်နဲ့ခွဲနေနိုင်လားကျတော့တခါလေကြားလို့ရှိရင်ရန်ဝေးတဲ့နေရာရောက်သွားလို့ရှိရင်အဲအိမ်နဲ့တပတ်နှစ်ပတ်အဲ့လိုမျိုးအထိ ဝေးတယ်ဗောနော်ဘက်နှစ်ဘက်သုံးဘက်ကျွန်တော်တို့တစ်ခါလောကဆိုရှင်အရှိဆုံးကကြတော့သုံးဘက်ဗောနော်ကျွန်တော်သုံးဘက်အိမ်မပြန်မနေလမ်းပေါ်မှာအိမ်ပြန်နေတာဗောနော်အဲကြာကြီးပဲတော့မနေနိုင်ဘူးလမ်းပေါ်မှာထိကျန်တယ်ပြီးလို့ရှင်ညင်းငွေပဲကောင်းတယ်ဗောနော်ကျွန်တော်တို့ဘဝကြီးကအလုပ်ကြီးပဲလုပ်နေလို့မရဘူးအဲမိသားစုအတွက်ပျော်ရွှင်မှုတွေလည်းရှိရမယ်အဲအဲ့ဒါကြောင့်မလို့ကျွန်တော်တို့လမ်းပေါ်မှာတော့အကြာကြီးမနေစေချင်ဘူး။ကဲဒီကားမောင်းလဲဆိုလို့ရှိရင် တယောက်နဲ့တယောက်ကတော့မတူကြဘူးတချို့ကြတော့လေတစ်လနှစ်လအဲလောက်ကြတယ်မှာကျွန်တော်ကြားဘူးလားဆိုလို့ရှိရင်၄၅လလောက်မှအိမ်ပြန်တဲ့လူတွေလည်းရှိတယ်အဲလူပြောကြီးတွေလည်းဖြစ်နေဖြစ်မှာပေါ့ကျွန်တော်ကတော့ဒီနောက်ပိုင်းစူးစမ်းပြီးတော့တပတ်တစ်ခါလောက်တော့ပြင်တယ်ပေါ့နော်တပတ်တစ်ခါအိမ်ပြင်တယ်အဲဆန်ဒီတင်းတွေပြင်လာတယ်ပြီးလို့ရှိရင်တင်းတွေလည်းပြင်ထွက်တယ်ဒီခါကြလို့ရှိရင်တော့အဲတောက်ကြနေမနက်လောက်ခရေကပြင်ပြီပေါ့နော် လေးရက်လောက်ပဲမောင်းလေအဲအိမ်နဲ့နီးရဲဆိုတော့အတောက်ကြနေမနေ့လောက်ခရပြန်တခါကြရရှင်အိမ်နဲ့ရန်ဝင်းလေ၁၀နိုင်လောက်မောင်းရမယ်ဆိုလို့ရှိရင်တောက်ကြနေအဲနေ့လေလောက်ပြန်မလားမဟုတ်မနေ့လောက်ပြန်အဲ့လိုပြန်တယ်ပေါ့နော်ပုံမှန်ကတော့ကြိုးစားပြီးတော့၅ရက်မောင်းတယ်၅ရက်မှာအဲတခါကြရလို့ရှင်တနေ့တည်းကို၁၀နိုင်မောင်းရတဲ့ဟာလည်းရှိတယ်၁၀နိုင်မောင်းရတဲ့ဟာလည်းရှိတယ်ဒါကိုယူတဲ့အကွာဝေးပါမူတယ်ပေါ့နော်တချို့ ပတ်တော့ကျွန်တော်မှတ်မဲ့ရအဲဒီကုန်တွေတက်ပြင်မဲ့နေရာမကောင်းတော့ဘာမဖြစ်ကျွန်တော်မှတ်မဲ့ရဟိုရင်တော့ကျွန်တော်တစ်ခေါက်နှစ်နိုင်လောက်ပဲအိပ်ရတယ်ဗောနော်နိုင်ရမှာ48နိုင်မှာနှစ်နိုင်လောက်ပဲအိပ်ရတယ်ပြီးတော့တောက်လျှောက်မောင်းရတာဆိုတော့ခေါင်းတွေချက်ချာလေပြီးတော့စိတ်မပြေဘူးဗောနော်ဒါကျွန်တော်အတွေ့အကြုံမရှိရတယ်ပါတယ်ပြီးတော့အော်ဘယ်နေရာတော့ရရသွားမယ်ဆိုပြီးတော့အမရရအောင်ဘောင်းမယ်ဆိုပြီးတော့ တွန်းလာပါတော့ကိုယ့်ကိုတွန်းလာဒါပေမဲ့တကယ်တမ်းပြန်တွက်ကြည့်လို့ရှိရင်အဲ့ဒါအကျမ်းမာရေးအတွက်မကောင်းဘူးပါနော်ကိုရနိုင်လောက်တဲ့အချိန်ကိုလည်းနားလို့ရတဲ့အချိန်အဲ့အဲ့လိုမျိုးညှိပြီးတော့မောင်းတာပို့ပြီးတော့ကောင်းတယ်တော့လောသားတွေအကြောကျွန်တော်ဒီမှာကုံဆောင်ရင်းတဲ့လူမျိုး topic လေးတွေပြည့်ကြည့်တာပါနော်ကျွန်တော်ဒီကောင်းစီကိုလည်းဗာပေးမလဲကောင်းမလဲတော့မသိဘူးကျွန်တော် topic တွေက random ဖြစ်နေဖြစ်နေလိမ့်မယ်နော်ကိုရောက်လိုက်ဒီရောက်လိုက် အဲပြီးတော့ကျွန်တော် YouTube မှာဒီဗီဒီယိုကြာတော့ကျွန်တော် YouTube မှာပဲတင်มาဖြစ်ပါတယ်အဲ့တော့အဲ Facebook မှာတော့ short video အနေနဲ့တင်လဲတင်နေမယ်အဲကဲ YouTube ရဲ့ comment မှာဗာရေးသိချင်တယ်ဆိုတဲ့ဟာကိုကျွန်တော်မေးခွန်းလေးမေးထားပြီးအဲကျွန်တော်ကတိတိလောက်ဖြည့်ပေးမယ်เนาะကျွန်တော်မသိရင်တော့မဖြည့်ပေးဘူးတော့ကျွန်တော်ဥပမာကျွန်တော်ကားအကြောင်းဆိုလို့ရှိရင်ကျွန်တော်ဝယ်ထားတဲ့ကားမျိုးစားတော့ဘာလို့အဆင်ပြေတဲ့ အဲဘယ်လိုမျိုးကားမျိုးတွေဝယ်ရမလဲဆိုတဲ့ဟာတော့အကြံပေးဖို့မလွယ်ဘူး။ဘာလို့လဲဆိုတော့ကျွန်တော်ကဒီကားကားလောကတွေဝင်လာသိမချသေးဘူးနော်။သိမချသေးတဲ့ကြောင့်မလို့အများကြီးလေ့လာအောင်မယ်။လောလောဆယ်ကျွန်တော်မောင်းနေတဲ့ကားမျိုးစာတည်ကျင်တဲ့ဆိုလို့ရှိရင်တော့ဒါကတော့ပြပြလို့ရတယ်။အဲမျိုးစာကြတော့ RAM 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 ကဒီလိုမျိုးတစ်စိတ်ကျင်တော့ RAM မျိုးစာကြတော့ RAM Pro Master 3500 အဲရေးရကြတော့2023မော်လေးပေါ့နော်တခြားအဲဒီကကြ Dusty ကားပါအဲတခြား Diesel ကားတွေလည်းရှိတယ် Mercedes တွေဆိုလို့ရှိရင် Diesel ကားပေါ့နော်ဒါကျွန်တော်ကားနဲ့ပတ်သက်ပြီးတော့ကျွန်တော်အများကြီးမသိဘူးအဲတခြားပေါ့အဲလုံးရှားမယ်ပိုင်ဒါမှမဟုတ်အဲဒီကားမောင်းတဲ့ခါမှာဘယ်လိုမျိုးဒုက္ခရဲ့ဂျုံကလည်းဘယ်လိုမျိုးတွေ့ကြုံနေရှိလဲဆိုတဲ့ဟာလေး ဘာတွေသိချင်လဲပေါ့နော်သိချင်တယ်ဆိုလို့ရှိရင်တော့အဲကျွန်တော်ရဲ့ YouTube comment လေးမှာမေးထားပြီးကျွန်တော်တို့ဒီကားမောင်းတာကောင်းတာတခုကိုပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကိုမောင်းခြင်းမောင်းမမောင်းခြင်းနေပေါ့နော်အဲ့ဒါတော့အကုန်လုံးလည်းသဘောကျမယ်လို့ထင်ပါတယ်ကျွန်တော်တို့သူကတခါကြရရှင် SMF ပို့တယ်ပေါ့နော်ဒါကြောင့်အာ privacy ဆိုတော့မပြတော့ ော် SMS ပို့တယ်ကျွန်တော် app ထဲမှာပြရုံနဲ့မဟုတ်ဘူး SMS ပို့တယ်ပေါ့နော်ဒါပေမဲ့သူကကြာကနေဒါမှာတက်ယူရမှာပြီးတော့ Magican နဲ့ကနေဒါနဲ့ဆိုလို့ရှိရင်နည်းနည်းနီးတယ်ပေါ့နော်ကျွန်တော်ရောက်နေတဲ့နေရာနဲ့ကနေဒါနဲ့ဆိုနီးတယ်အဲ့တော့အဲကနေဒါကြာတော့ကျွန်တော်တောလို့မရဘူးပေါ့နော်ကျွန်တော်ကကြာတော့ green card ပဲရှိသေးတယ် citizen မဖြစ်သေးဘူးဆိုတော့အဲကနေဒါတောလို့မရဘူးအာခုနဟာပြန်ဆက်အောင်အဲကျွန်တော်တို့ဒီကားမောင်းတဲ့ဟာကောင်းတဲ့တစ်ချက်ကကြာတော့ကျွန်တော်ဘာကောင်းလဲဆိုတော့ ကျွန်တော်ကိုပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ကိုပိုင် target လုပ်လို့ရတယ်ကဲကိုကဒီနေ့အနေလို့တင်ကောင်းဒါမှမဟုတ်အိမ်မှာမိသားစုအတွက်အချိန်ပေးဖို့အတွက်အရှိတယ်ဆိုလို့ရှိရင်မမောင်းနဲ့ရတယ်ဘယ်သူမှအတင်းမမောင်းခိုင်းဘူးမမောင်းရင်မကောင်းတဲ့ပြဿနာနောက်တစ်ခုကကြတော့မမောင်းရင်ကျွန်တော်တို့ပတ်သက်မရဘူးအဲအဲ့ဒါလေးပြဿနာရှိပါတော့ okay ဒါလေးပစ်ကြည့်လိုက်မယ်ဘမိုင်းပစ်မရအောင်ကျွန်တော်ဒီကာမောင်းလေးဟာကောင်းတာအဲ့ဒါရှိတယ်အဲပြီးတော့ရှင်ကျွန်တော်တို့ my way မိုင်းနေနေလေးဒါကုတ်ပေါ်မဲ့မူတည်တယ်ကြိုက်လိုမျိုးဆုံးဖြတ်ပြီးတော့မောင်းလို့ရတယ်အကုံကြီးကဒီမချီကန်းကုံပေါ်တယ်လို့ပြောရမလို့နော်ကုံကြီးကဇက်တိုက်တက်တယ်အဲ ကုန်ကြီးကစတိုက်တက်တယ်ဆိုတော့ကျွန်တော်ကလည်းနေရအဆင်ပြေတယ်ဆိုလို့ရှိရင်ပစ်တယ်ပေါ့နော်ကိုကြိုက်တဲ့စီတောင်းပြီးတော့ပစ်တယ်ရရင်လည်းရမရရင်လည်းနောက်တစ်ခုပေါ့နော်ကိုမရတဲ့တစ်ခုကုမ္ပဏီ၄၅ခုလောက်ချိန်ထားတာပို့ပြီးတော့ကောင်းတယ်အခု၈နှစ်ရှိကနေကြည့်တောက်လျှောက်ပြောနေတဲ့အချိန်မှာကောင်ကအကြောင်းဝင်မပြောင်းဘူးဘောနော်ကျွန်တော်ဘစ်သမျှကိုအကြောင်းမပြောင်းဘူးတော့ဘစ်တဲ့ခါကျလို့ရှိရင်ကျွန်တော်ဈေးကြည့်ရတယ် ဈေးကကျွန်တော်တို့မြေးပုံမှာမြေးပုံမှာပြန်မယ်နော်ကျွန်တော်မြေးပုံပေါ့နော်မြေးပုံမှာဒီဘက်ချမ်းပေါ့နော်ဒီဘက်ချမ်းဒီဘက်ချမ်းဆိုကယ်လီဖိုးနီးယားအရီဇိုနာအဲလက်စပီကာကိုလိုရာဒိုနယူးမက္ကဆီကိုအဲ့ဘက်ဒီတက်ဆက် iPad တွေဈေးလုံးဝမကောင်းဘူး။ California ကကြတော့ဒီကနေသွားလို့ရှင်ဈေးကောင်းတယ်။ဘက်ကနေပြင်လို့ရှင်ဈေးမကောင်းဘူး။ပြီးတော့ C ကလည်းရင်းဈေးကြီးတယ်။ကျွန်တော် California ကိုတစ်ခေါက်သုံးခေါက်တော့ရောက်ဘူးတဲ့။ဒါပေမဲ့ဈေးရင်းကြီးတယ်ဗျာနော်။စီဈေးရင်းကြီးတယ်။အဲတိတ်မကြိုက်ဘူး။ Arizona ကကြတော့တိတ်မကြိုက်ဘူး။ဒါပေမဲ့ Shugin တွေရင်းကြိုက်တယ်။ Shugin တွေရမ်းလှတယ်။ Arizona, Utah, Colorado ဟိုတကုံလာတယ်ရှုကင်းနေကျွန်တော်ကဟိုစပိုင်းတော့ကတော့ကားဆက်ဆက်မောင်းခြင်းတော့ဆိုနေရာတော့ရောက်ဘူးတဲ့ဆိုတော့ရှိအောင်ဆိုပြီးတော့အကုန်လုံးရှောင်မောင်းလာအမေရိကန်ဟိုဘက်ထိတ်ကစတိတ်ကြည့်ဝါရှင်တန်အဲဝါရှင်တန်အထိကိုရောက်ဘူးတယ်အဲမရောက်ဘူးတာဘယ်လာလဲဆိုတော့ကျွန်တော်နယူးယောက်နယူးယောက်ကဒီရုပ်ထုရှိတယ်ပေါ့နော်လေးပါးရုပ်ထုရှိတဲ့နေရာကိုကျွန်တော်မရောက်ဘူးသေးဘူး အဲတောက်လျှောက်သွားမယ်လို့တော့စဉ်းစားတာပဲဒါပေမဲ့ကားတွေရံပိတ်တယ်လို့သူများကြီးပြောတာနဲ့ပြီးတော့အဲတဲ့အပြိုခီးတော့မှပဲသွားမယ်လို့လေစဉ်းစားရင်းနဲ့စဉ်းစားလိုက်မသွားပြစ်လိုက်စဉ်းစားလိုက်မသွားပြစ်လိုက်နဲ့ဒါလည်းဒီအမေရိကန်ရောက်တာတစ်နှစ်ပြည့်သွားပြီပေါ့နော်ကားမောင်းတာကြတော့အဲ၈လလောက်တော့ရှိမယ်၈လလောက်တော့ရှိအောင်အဓိကကျွန်တော်ပြန်ယူသွားလဲဆိုတော့ခုနောက်ပိုင်းမှာကျွန်တော်မီနီဆိုတာသွားတယ် Tennessee သွားတယ် Georgia သွားတယ် Kentucky သွားတယ် Indiana သွားတယ် Ohio သွားတယ် Michigan သွားတယ် Virginia တခါလေသွားတယ်အဲ North Carolina သွားတယ် South Carolina သွားတယ်ကြဒီနာတဝိုက်ပဲဟိုတနင်္ဂနွေကကျွန်တော် Arkansas ကိုသွားတယ်ပြီးလို့ရှိရင်အဲ Louisiana ကိုရောက်သွားတယ် Louisiana ရောက်သွားတဲ့အချိန်မှာကျွန်တော်ကုန်မရဘူးကုန်မရတော့ကျွန်တော်အိမ်ကိုတောက်လျှောက်ကြည့်ပြန်သွားရတယ်ဘောနော်စိမပြေဘူးလားကျွန်တော် ခုဆိုလို့ရှိရင်ပေါ်တယ်ပေါ့နော်ဂုံပေါ်တယ်လက်စပီကာကိုသွားမလားဆိုရင်ဂုံပေါ်တယ်အဲ့ဒါကြတော့အရန်ဝေးသွားပြီကျွန်တော်ကတပတ်တစ်ခါကြိုးစားပြီးပြင်တာဖြစ်တဲ့အတွက်ကြောင့်မလို့မသွားတော့ဘူးပေါ့နော်ဒီတပတ်တော့ကဲကိုစက်ကူပါလို့နောက်တစ်ပတ်တော့သွားရင်သွားမယ်ပေါ့နော်ဟုတ်ကဲ့ဒီဗီဒီယိုလေးကိုကျွန်တော်ဒီမှာခဏရက်မယ်ပေါ့နော်အဲ7နိုင်နဲ့34ရှိတာပြီပေါ့နော်7နိုင်34ဆိုတော့ကျွန်တော်အဲကော်ဖီလေးပဲတောက်မိုးလေးပဲစားပြီးတော့ ကုံဆောင်လိုက်ပါအောင်မယ်ပြီးတော့မှနောက်ဒုတိယပိုင်းလိုပဲပြောအောင်အဲ့လိုမျိုးပြန်တင်ပေးမှာပေါ့နော်ကဲတိကျနာရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ YouTube ရဲ့ comment အောက်မှာမန်ထားပေးပါပါရေးတိကျလေးဆိုရအောင်ဒီကာမောင်းနာနဲ့ပတ်သက်ပြီးပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်